အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကျွန်တော်ပဲဖြစ်ပါတယ်ကိုပညာပြောသလိုပေါ့နော်ဆိုတော့ဒီနေ့မှာ KP ဝေပေနောက်ပြီးတော့ဘန်အကောက်တွေနဲ့ UC ဘယ်လိုဝင်မလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်တင်အမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အရင်တော့ကကျွန်တော် UC ကို KP ဝေပေးနဲ့ဝေတဲ့နေ့ကိုကျွန်တော်တင်ပေးခဲ့တယ်အဲ့ဒီဗီဒီယိုလေးကိုအနမူနာလေးတစ်ချက်လောက်ပြန်ကြည့်ရအောင်ပါ ဆိုတော့ဆိုတော့အကောက်တော့ဖွင့်ရမှာပေါ့နော်အကောက်ဖွင့်ရမယ်ဒါကတော့မြန်မာနိုင်ငံကအာလုပ်ပေးထားတဲ့အဲ့မှာနေငါထိုင်ပေါ့နော်ဒီမှာနေငါလုပ်ပေးထားတာပါအဲ့ဒီတုန်းကဗီဒီယိုမှာလေဒီရတဲ့သူတွေလည်းကွန်မန့်တွေမှာလာပြောကြရရရတဲ့သူတွေလည်းရတယ်မရတဲ့သူတွေလည်းရှိရတယ်မရတဲ့သူတွေကတော့ကျွန်တော်ထင်တယ်ဟိုဗီဒီယိုကိုဆွန်းအောင်မကြည့်ဘူးထင်တယ်အဲ့ဒါကြောင့်မလို့မရတာပဲဖြစ်နေမှာပါအဲဆိုတော့အခုတခါကျွန်တော်တိတိကျကျလေးပြောပြပေးသွားမှာမလို့ မြင်ကိုတော့နေနဲ့ဗီဒီယိုကိုလုံးဝမကြော်ဘင်းနဲ့အာကြည့်ပေးစေချင်ပါတယ်ဗျဆိုတော့ကျွန်တော်တို့စားလိုက်ရအောင်ဗျတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ Google Drive ကိုဝင်မယ် Google Drive ကိုဝင်ပြီးတော့ကျွန်တော်တို့ AKH Gaming Shorts ဆိုပြီးတော့ကျွန်တော်တို့ရေးလိုက်မယ် AKH Gaming Shorts ဆိုပြီးတော့ဒီမှာအပေါ်မှာပေါ်လာပြီเนาะ ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါကိုတစ်ချက်လောက်နှိပ်မယ်အဲ့ဒါကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကမလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ပထမအဆုံးဒီအကောက်ဖွင့်ရမှာပေါ့နော်အကောက်ဖွင့်ပြီးသားသူတွေရှိလို့ရှိရင်လည်းဖွင့်ကြမလို့ပါဘူးမဖွင့်မင်းတဲ့သူတွေရှိလို့ရှိရင်လည်းအကောက်ဖွင့်ပြပါဆိုတော့ဘယ်လိုဖွင့်ရမလဲဆိုရင်ကျွန်တော်ပြောပြပြပါမယ် ော် profile ကိုနှိပ်မယ်ကျွန်တော်တို့ profile ကိုနှိပ်မယ်ခဏလေးစောင့်ပေးပါ line ကထင်နေလို့ပါခင်ဗျာဆိုတော့ဒီနေရာမှာကျွန်တော်တို့ email ထင်မယ်မြန်မာနိုင်ငံကဆိုလို့ရှိရင်အာမြန်မာနိုင်ငံကဆိုလို့ရှိရင်ဗောနော်ဖုန်းနံပါတ်နဲ့ဖွင့်လို့ရပါတယ်ခင်ဗျာဒါပေမဲ့တခြားနိုင်ငံကဆိုလို့ရှိရင် email နဲ့ဖွင့်ရပါမယ်ကျွန်တော်တို့ email နဲ့ဖွင့်ရပါမယ် ကျွန်တော်တို့ email ထည့်လိုက်မယ်နော်ပြည့်ရဲ့အဲ့ဒီ email ကိုပို့တောင်းလိုက်ပါကုတ်ကြလာလိမ့်မယ်အဲ့ဒီဟိုဟာကုတ်ကို ီမှာထည့်ပေးပါအီးမေးလ်ကိုကောက်ဖို့လာနေတဲ့အဲကောက်ဖို့ဒီမှာထည့်ပေးပါနော်ကျွန်တော်ကတော့အကောက်ရှိပြီးသားမလို့အကောက်ရှိပြီးသားနဲ့ပဲကျွန်တော်ဝင်လိုက်ပါမယ်ဆိုတော့ကျွန်တော်အကောက်ဝင်လို့ရသွားပါပြီအဝင်လို့ရသွားပြီဆိုလို့ရှိရင်ဘာဆက်လုပ်ရမလဲဆိုရင်ကျွန်တော် line နဲ့လည်နေတယ်ဗျအားကြောင့်မလို့နော်ဒီထင်ပေးပါအဲ့ရသွားပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့က ဒီမှာပတ်စံဖြည့်ရမယ်ဗျပတ်စံဖြည့်ရမယ်ဆိုရင်ကိုကဒီအရာဝတီဘန်နဲ့ခွင့်ပါလားအာလွှဲပါလားဒါမဟုတ်ထိုင်းဘန်ကထိုင်းဖက်ကဆိုလို့ရှိရင်အထိုင်းဘန်ကိုတွေးလို့ရပါတယ်ဒီမှာထိုင်းဘန်နောက်ပြီးတခြားဘန်တွေလည်းရှိပါတယ်ဗျာ ကျွန်တော်တို့ကတော့ကျွန်တော်ကတော့အခုလောလောဆယ်မှာကျွန်တော် K KP ဝေဝေပိနဲ့ဝေဝေပြမှာမလို့လေဝေပိနဲ့ဝေပြမှာမလို့ကျွန်တော်ဝေနဲ့ပဲပြပြပါမယ်တဒီဟာကိုကျွန်တော် copy ယူလိုက်တယ် copy ယူလိုက်ပြီးတော့ဘာလုပ်ရမလဲဆိုကျွန်တော်တို့ဝေကိုတွားရမယ်ဝေကိုတွားပြီးတော့ကျွန်တော်ပတ်စံဖြည့်ပြရမယ်ဗျာဟုတ်ဒါတော့ကျွန်တော် ရာသားတို့ကိုမျှဝေပေးတာမလို့ဘရာသားတို့ကိုမျှဝေပေးတာမလို့ကျွန်တော်အာ9000ကိုပဲထည့်ပေးထည့်ပေးပေါ့နော်9000ကိုပဲထည့်မယ်ဒီဒီငွေလေးတဲ့ slip ကိုငွေလေးတဲ့ slip ကိုကျွန်တော်တို့ copy ရမှာဟာ ခွင့်ရှိရရမှာဖြစ်ပါတယ်စခွင့်ရှိရိုက်လိုက်ပါပါဘူးပြီးရင်ကျွန်တော်တို့ခုနက Google website တွေကိုပြန်သွားလိုက်ပါ Google website တွေကိုပြန်သွားပြီးလို့ရှိရင်ဘာလို့ရမလဲဆိုရင်ကျွန်တော်တို့ကဘာလို့ရမလဲဆိုရင်ဒီမှာငွေဖြည့်သွင်းမည်ဆိုတဲ့ဟာကိုနှိပ်လိုက်ပါပြေကျွန်တော်တို့ကဘေဟာနဲ့လွှဲထားတာလေဥပမာကေပိနဲ့လွှဲထားတာလားဒါမှမဟုတ်ဝင်းနဲ့လွှဲထားတာလား ဒီ time band နေနဲ့လွှဲတယ်ဆိုလို့ရှိရင်တော့ဟွာနံပါတ်ရေးစရာမလိုဘူးကောနော်နံပါတ်ရေးစရာမလိုဘူး time band နဲ့လွှဲထားရဆိုရင် slip ပို့ရမှာပဲကျွန်တော်ကကျွန်တော်တို့ကဒီမှာ k pin နဲ့လွှဲတာလား k pin နဲ့လွှဲတာလား w pin နဲ့လွှဲတာလားဆိုတာကိုကျွန်တော်တို့ရမှာပါဥပမာဒီမှာယတိလွင်ဆိုပြီးတော့ပါတယ်အဲ့ဒီယတိလွင်ဖုန်းနံပါတ်ကိုလွှဲတာလား အဲ့ဒါဆိုလို့ရှိရင်ဒီလွင်ရဲ့ဖုံးကိုနှိပ်ပေးရမယ်ဒါမဟုတ်ကြော်ဝင်းဆိုင်လာကျွန်တော်လည်းအင်္ဂလိပ်ကတိတ်မကျွမ်းဘူးအော်သူနဲ့လွှဲတာလားသူနဲ့သူ့ကိုလွှဲတာဆိုလို့ရှိရင်သူ့ကိုကျွန်တော်နှိပ်ပေးရပါမယ်ပြီးရင်ဝါဝါအောင်ဆိုတဲ့အောက်ကိုလွှဲတာလားအဲ့ဒီအကောက်ကိုလွှဲတယ်ဆိုလို့ရှိရင်အဲ့ဒီအကောက်ကိုနှိပ်ပေးရမယ်ဗျကျွန်တော်ကတော့ဒီမှာအောင်ကိုထက်နဲ့လွှဲတာမလို့အောင်ကိုထက်ကိုပဲနှိပ်လိုက်ပါမယ် ဆိုတော့ကျွန်တော်တို့ကခုနကပြီးရင်ဘာလုပ်ရမလဲဆိုရင်ဒီမှာဖိုင်ရွေးမီဆိုတဲ့ဟာကိုပြည်တာကိုဟာဖိုင်ရွေးမီဆိုတဲ့ဟာကိုကျွန်တော်တို့နှိပ်လိုက်ရမှာပြပြီးရင်ကျွန်တော်တို့ခုနကလွှဲတဲ့စလစ်စာရွက်ကိုထည့်ရမယ်ပြီးရင်ဒီနေရာမှာဒီလုပ်ငန်းစဉ်နံပါတ်နောက်ဆုံး6လုံးဆိုတဲ့ကိုထည့်ပါဆိုတဲ့နေရာမှာဘာထည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ခုနကလွှဲတဲ့ပတ်စံစလစ်စာရွက်ကနံပါတ်6လုံးနောက်ဆုံးအရင်ကတော့ တော့အရင်ကတော့ဗျာအရင်ကတော့ဒီဟာထဲเสียမလို့ခိုးတော့ထဲထဲเสียလို့လေဗျာဒီ ID ဒီမှာလောက်ဆုံးချက် ID ဆိုတဲ့နံပါတ်ကနောက်ဆုံး6လုံးကိုထည့်ပေးရမှာဖြစ်ပါတယ်439 5 469နံပါတ်မှားပါလို့နံပါတ်မှိုက်မရပါဘူး4395 46เทมิประมาณ5 နေဒီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်9500ဖြစ်သွားပါပြီဒီမှာလက်ကျန်ဝင်9500ဖြစ်သွားပါပြီဆိုရင်ကျွန်တော်တို့ ID ဟာဘလို့ပြန်ပြီးတော့ဘလို့ဟာ gain ထဲမှာ gain ID မှာ UC ထည့်မလဲဆိုရင်ကျွန်တော်တို့ပြန်ကြည့်ရအောင်ပါတော့ကျွန်တော်တို့အခုနကဒီ gain ကောက်ကိုပြန်သွားမယ်ပေါ့နော် gain ကောက်ပြန်သွားမယ် ID ကစကားကြက်ပဲရှိပါဘူး တငါးချက်ရှိရဆိုတော့ကျွန်တော် copy ယူမယ် ID ကို copy ယူပြီးတော့ဘာလို့ရမယ်ကျွန်တော် web ပြန်ထွက်မယ်ခုနစာပါကိုပြန်သွားမယ်ဒီမှာ Thai server နဲ့ global server ဆိုပြီးတော့နှစ်ခုရှိပါတယ်အရင်တုန်းကတော့မြန်မာအဲ2023ကတော့မြန်မာ server လည်းပါတယ်ပေါ့နော်မြန်မာ server ကမြန်မာ server ကဗျာဟာ ဘန်ခံထားရတယ်ဆိုတော့လေမြန်မာဆာဘာမပါတော့ဘူးဒါပေမဲ့ PID ဖြစ်ဖြစ်ရတယ်လို့တော့ထင်ထင်ပါတယ်ဗျတကယ်လို့မြန်မာအာညင်ကိုတို့အနေနဲ့အဲ့လိုမျိုးကိုဟာမြန်မာဆာဘာလားဒါမဟုတ်ဖိုင်းဆာဘာလားဆိုတာကိုသိကျင်တယ်ဆိုလို့ရှိရင်ပေါ့နော် UC ကို အနည်းဟာ9000ဘို့4500ဘလောက်ပဲအရင်ဆုံးထဲကြည့်ပါ4500ဘလောက်ထဲကြည့်လို့ရှိရင်ရမရဆိုတော့ကိုကိုတို့အဲရတဲ့သူဒီမှာပဲ UC အပြည့်အများကြီးပြန်ဖြေပေါ့နော်အဲ့လိုမျိုးတွေလုပ်ပါဆိုတော့လိုင်းကမကောင်းပြဒါဆိုရင်လိုင်းကမကောင်းလို့ပုံကမပေါ်ဘူးဖြစ်နေဒီမှာနော်ဒီမှာ global server နဲ့ ိုင်းစာပါဆိုပြီးတော့ရှိတယ်ကျွန်တော်ကတော့ကျန်တဲ့ကျန်တဲ့ဝင်မဲ့သူတွေဆိုလို့ရှိရင်မြန်မာဝင်တဲ့ဝင်မဲ့သူဆိုသူတွေဆိုလို့ရှိရင်တော့ global server ကိုနှိပ်ပါတကယ်လို့ထိုင်းမဲနဲ့ဝင်မဲ့ဆိုလို့ရှိရင်တော့ထိုင်းစာပါကိုနှိပ်ပါကျွန်တော်ကတော့ဟိုဟာမြန်မာကျန်တဲ့ဝင်မဲဟာမြန်မာကျန်တဲ့ဝင်မှာဘလို့ကျွန်တော်ကတော့ global server ကိုနှိပ်ပါနှိပ်ပါပါဒါဆိုရင်ကျွန်တော် global server ကိုသွားမယ် global server သွားပြီးလို့ရှိရင်ဒီနားမှာ copy ယူလာတဲ့ id ကို င်ကျွန်တော်က4500ပို့ဝယ်မှာမဟုတ်လို့4500ပို့ဝယ်မှာမဟုတ်လို့4500ဆိုတော့နိုင်ပြီပြီးရင်ဝယ်ယူမယ်ဆိုတဲ့ဟာကိုနိုင်ပြီဒါဆိုရင်တော့မင်းနေအနေငယ်စောင်းရပါလေမင်းနေအနေငယ်စောင်းပြီးလို့ရှိရင်တော့ UC ရောက်ပါပါအာ UC ရောက်မရောက်တော့ကျွန်တော်တို့ UC ရောက်ပြီးခါမှာ တော့ရိုက်ပေးပါမယ်ဗျ။ဆိုတော့နောက်ထပ်ကျွန်တော် timer နဲ့ပြန်ထည့်ကြည့်လိုက်မယ်ဗျ။ timer ကျွန်တော်၄၀ဖို့ထည့်ထားရဲဆိုတော့ဒီ timer နဲ့ပါတစ်ခါလေးကျွန်တော်ပြန်ပြပေးလိုက်မယ်။ global server နဲ့ timer နဲ့ဘယ်လိုရလဲဘယ်လိုဘယ်လိုလဲဆိုတာကိုကျွန်တော်ပြပေးမယ်နော်။ client server ကိုနိုင်မယ်။ပြီး copy လာတဲ့ ID ကိုထည့်မယ်။ပြီးရင်၄၀ဖို့ဆိုရဲဟာ လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ရပါပြီဆိုတော့ gain လေးကိုစီအခုရောက်မရောက်တစ်ချက်တော့ပါကြီး line မကောင်းတော့အခုတော့ရောက်မှာမပေါ်သေးပါဘူးအနာစောင်းပေးရမယ်ထင်ပါတယ်ဆိုတော့စောင်းပေးခဏနေလို့ရှိရင် UC ရောက်မရောက်ကျွန်တော်ပြန်ပြီးတော့နောက်တစ်ခေါက်ရိုက်ပေးပါမယ်တဲ့ပုံအာဗီဒီယိုနောက်တစ်ခေါက်ရိုက်ပေးပါဗျ Okay ဒါဆိုရင်ကျွန်တော်ရောက်မြောက်ဝတစ်ချက်လောက်ဝင်ကြည့်ကြမယ် ။ဟိုကြားလိုက်ကြားသွားပြီဆိုတော့အဲ UC ရောက်မရောက်ကိုကျွန်တော်တို့တစ်ချက်လောက်တွားကြည့်မယ်။အမှန်ကတော့ဟွာမင်းနေပိုင်းလောက်ပဲဆောင်းရတာပါ။ကျွန်တော်ကလုံမအားလို့ကြားထဲမှာလုံမအားလိုက်လို့ဒါအချိန်ကြာသွားတယ်ပေါ့နော်။ကဲကျွန်တော်တို့တွားမယ်။ကဲကျွန်တော်ခုနကကျွန်တော်စီမှာ UC မဖြစ်ခင်က15ကျက်ရှိတယ်ဟို60 အထိုင်ပဲနဲ့40မြန်မာငွေနဲ့4500ဘို့ဆိုလို့ရှိရင်ငွေနဲ့4500ဘို့ထိုင်ပဲနဲ့60 40ဘို့ဆိုလို့ရှိရင်120ရပါတယ်ဆိုတော့ UC ကရောက်ပြီပေါ့နော်ဒါတေတေချာချာလေးညီကိုတော့အနေနဲ့တေတေချာချာလေးမြေဥဆိုင်ပြီးတော့ကျွန်တော်ပြောတဲ့အတိုင်းလောက်ပြီးလို့ရှိရင်အာလောက်ကြည့်လို့ရှိရင်အဆင်ပြေမှာအဆင်ပြေမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ UG channel လေးကိုလည်း subscribe လေး လိုက်လေးတွေရှေ့လေးတွေနဲ့ကူညီပေးခလို့ရပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းကျွန်တော် UC မေးဖောက်ပေးသွားမှာမလို့တောင်းမျှော်ပြီးတော့ subscribe လေးလုပ်ပေးခဲ့ကြပါဦး notification လေးတွေလုပ်ပေးခဲ့ကြပါဦးကျေးဇူးများတင်ပါတယ်အားလုံးအဆင်ပြေပါစေဗျာနောက်မှာရောက်ကြပါဦး